lúc cả mà cao nè xuất hiện ra ba lê lúc mấy em cú đồ tia đi cú béo đá lúc na lê tha gia yam nó bây giờ xong chưa lúc đấy nhé xuất hiện ta na cao mu đi lúc cả mà cao nhất để ra về mấy mấy em cô nên lúc cô biết cái ông sang gì thỉnh thỉnh bị đồ nề nhiên lúc xuất hiện tia là tia hà lê về cao nhất để ra về cô ấy sinh ra lâu ngủ tuy nhiên mu xi ông suy mu xi ông နိဝရဏတရား၅ပါးမကတ်စီပဲနဲ့စိတ်ကိုဘာဝနာတစ်မျိုးမျိုးဖြင့်ထိမ့်နိုင်သိမ့်နိုင်ခြင်းလို့ဆိုတဲ့တမာတိတရားဟာလည်းပဲကောင်းတဲ့တရားပဲเนาะနောက်ဆုံးကောင်းမြတ်တဲ့တရားကကုဘဝကုခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ပညာတရားဘဝရဲ့မတည်မြဲတဲ့သဘောကိုသိတယ်ဘဝဆိုတာဖြစ်ခြင်းတရားကို ပြောတာเนาะ မြင်မှုကြားမှုနားရမှုစားသောက်မှုတွေးထီမှုတွေးကြံမှုလို့ဆိုတဲ့ဖြစ်ချင်းတရားတို့ရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့တဲ့သဘာဝတွေကိုသိတာကိုဒါပညာလို့ခေါ်ဘဝရဲ့ကောင်းမွန်မှုမရှိတဲ့ဒုက္ခသဘောဘဝရဲ့တန်ဖိုးမဲ့တယ်ဆိုတဲ့အနတ္တသဘောဒါတွေကိုသိတယ်မြင်တယ်နားလည်တယ်ဆိုရင်ဘာလို့ခေါ်တော့ပညာအဲ့ဒီပညာဒီလည်းပဲကောင်းမြတ်တဲ့အရာတောလောကမှာကောင်းနေဆိုတာဘာလဲလို့မေးရင်ဒါနာတိလသမာဓိပညာလို့ဆိုတဲ့ ုသိုလ်တရားတွေပေါ့အဲ့ဒီကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကောင်းမြတ်ဆုံးလဲလို့မေးရင်ပညာဆိုတဲ့ကုသိုလ်ဟာအကောင်းမြတ်ဆုံးပဲ။